မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိတိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့မော်ခီတပ်စခန်းကို KNLA ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်ပြီးတော့ဒီကနေ့တမနတ်ထဲမှာတင်ဘရင်အောင်စခန်းနဲ့မော်ခီစခန်းတို့ကိုဇက်တိုက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ30ရက်နေ့မနက်4:00အချိန်မှာမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာရှိတဲ့ ်ဘရင်အောင်စစ်စခန်းကို၎င်းဒီကနေ့မနက်10:00နာရီဝန်းကျင်အချိန်မှာမော်ခီစစ်ကောင်စီရဲ့တပ်စခန်းကို၎င်းအသီးသီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းတစ်ခုစလုံးဟာစစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးစွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်တယ်လို့သိရပါတယ်။မော်ခီရောဘရင်အောင်စခန်းကုန်းရောစစ်ခွေးတွေအကုန်ထွက်ပြေးသွားတယ်လို့သိရတယ်။လက်နက်ခဲယံသိမ်းဆီရရှိမှုနဲ့စစ်ခွေးတေဆုံးမှုအရှင်ဖမ်းဆီးရရှိမှုအခြေအနေကတော့မသိရသေးဘူးလို့ PDF ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒီကနေ့မနက်ပိုင်းမှာ KNL ကသိမ်းပိုက်လိုက်တဲ့မော်ခီစစ်တပ်စခန်းဟာ2022ခုနှစ်မှာ င်တော်လိုင်းရိတ်တပ်များကတိမ့်ပိုက်ခဲ့ပြီးတော့စစ်တပ်ကပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့စခန်းဖြစ်တယ်လို့သိရပါဗျ။အခုအချိန်ဟာ KNL တပ်များကဒုတိယအချိန်ပြန်လည်ပြီးတော့တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့မေလ30ရက်နေ့မနက်၄နာရီအချိန်မှာ KNL KNDO ပူးပေါင်းတပ်များကဝေါ်လေဗျူဟာစစ်တပ်စခန်းအနီးမှာရှိတဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာတရှိတဲ့ဘရင်တောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့အဲ့ဒီစခန်းကုန်းကိုပထမဆုံးအချိန်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဘရင်တောင်တပ်စခန်းကို KNL က ဆယ်စုနှစ်ခြေပြီးတော့ထိုးစစ်ဆင်ခဲ့ဘူးတော့လေဒီချိန်မှမသိမ့်ပိုင်နိုင်ခဲ့ဘူးလို့သိရပါဗျ။အခုသိမ့်ပိုင်ရရှိမှုကတော့ပထမဆုံးအချိန်သိမ့်ပိုင်ရရှိခဲ့ခြင်းဖြစ်တဲ့အပြင်나이ပိုင်းအတွင်းမှာသိမ့်ပိုင်ရရှိခဲ့တယ်လို့သိရပါဗျ။ KNU က Matchla AP လာနဲ့အခုမေလာအတွင်းနေမှာ ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ဘူလူတူ ခလဲ့ဒီတခေါပီခွေမော်ဖားသူစခန်းတာလဲစခန်းမေလဗလဲတူမော်ခီဘရင်အောင်စခန်းကိုကနယ်လေးစခန်းနဲ့ရွှေအေးမြိုင်တပ်စခန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မုံညင်းမြို့နယ်အမှတ်55ချေလင်းတိုင်ရဲမှာဗိုလ်ကြီးတယောက်ရဲ့ဇနီးကိုမရင်းကျင့်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလှန်ရဲ့သမတ် ဘိုးကြီးဇင်လင်းထွက်ကိုစုံခုံဖွဲ့ပြီးတော့ဆစ်ဆင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာအစောပိုင်းကဒရက်ထဲမှာနေတဲ့ဘိုးကြီးတယောက်ရဲ့ဇနီးကိုအရာရှိရိတ်သားကိုလိန်ခေါ်ပြီးတော့မရင်းကျင့်ခဲ့တဲ့ခလာရ15ကဌာနခွဲမှုဘိုးကြီးဇင်လင်းထွက်ကိုခင်မုန်းဖြစ်သူဘိုးကြီးကတိုင်ကြားခဲ့လို့ကာကွယ်ဦးစီးချုပ်ယုံအထိတိုင်ကြားခံရက ခုလိုမျိုးစစ်ဆေးခံနေရတယ်လို့တပ်အတိုင်းဝိုင်းနဲ့နှိစက်သူတွေကပြောပါရယ်တခြားတပ်ကမိမကိစ္စနဲ့နာမည်ပြတ်ပြီးတော့ခလာရ15ကိုရောက်လာတာရောက်လာပြီးတိတ်မကြဘူးအပတ်စဉ်တူတဲ့ဗိုလ်ကြီးမိမကိုမရင်ကျင့်တော့တာပဲ တရင်မှုကတတ်တိတ်ခါကြမှာဆိုလို့အတိုင်မခံဘူးငွေချက်သိန်း30နဲ့ညှိပေးတယ်ဘိုးကြီးကလက်မခံဘဲနဲ့တိုင်လိုက်တာတိုင်စာကအပေါ်ထိရောက်ပြီးတော့အခုအဲ့ဒီဘိုးကြီးကိုဆက်ဆင်းနေပါတယ်မရေမှုကိစ္စကာကွယ်ဦးစီးချုပ်ရုံးကိုတိုင်ကြခဲ့တဲ့အတွက်တိုင်ကြသူဘိုးကြီးနဲ့ညံ့မြင်တပ်တွေကိုခတ်လိုက်ရ15တရင်မှုဒုဗုံမှုကြီးဇော်တန်းနိုင်ကရှေ့တန်းကိုပို့ပြီးတော့ဇနီးဖြစ်သူနဲ့ကလေးကိုလည်းတတ်ထဲကနေနှိမ့်ထုတ်လိုက်တယ်လို့ခတ်လိုက်ရ15နဲ့နီးစပ်သူကပြောပြထားပါတယ် မရင်းကျင်တဲ့ကိစ္စမှာဒူတိုင်းမှုတွေတက်ဆွယ်မှုတွေတက်ရင်းမှုတွေကဘာလို့လိုက်ကူညီပေးနေရတာလဲဆိုတော့ဗိုလ်ကြီးဇင်လင်းထွက်ရဲ့မိမလှိုင်မှုတက်ကဒူဗိုလ်ချုပ်ကြီးတန်းလိုက်ရဲ့တမိဖြစ်နေလို့ပဲစုံခုံမဲစစ်တာမဖမ်းရဘူးအခုတက်ထဲမှာအဲ့ဒီဗိုလ်ကြီးကတက်မိသားစုဝင်နေတဲ့ကဘသူ့ကိုထပ်ပြီးတော့မရင်းထက်ကျင်အောင်မလဲဆိုပြီးတော့စိတ်ပူနေကြရတယ်လို့ပြောဆိုထားပါတယ်ခလာရ15မှာတက်ရင်းမှု ဒုဗုံမူကြီးဇော်တန်းနိုင်နဲ့ဇနီးပြည့်သူဒေါ်အေးအသိန်းတို့ကမရေမှုကိစ္စနဲ့ပတ်သက်ပြီးတော့တရင်အပြင်ကိုမထွက်ဖို့တိုင်ကြားထားတဲ့ဗိုလ်ကြီးရဲ့ဇနီးကိုအဆက်အသွယ်မလုပ်ဖို့နဲ့အခေါ်ပြောမလုပ်ဖို့တပ်မိသားစုဝင်တွေကိုပြောဆိုထားတယ်လို့သိရပါဗျ။ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့အမှတ်၄၄အမြောက်စက်ခန်းကိုကဲမှုဌာနချုပ်လက်အောက်ခံအမှတ်၂၈အမြောက်တပ်ရင်းကတပ်ရင်းမှုဒုဗုံမူကြီးဝင်းနိုင်ဦးဆောင်ကစစ်ဆေးနေတယ်လို့သိရပါဗျ။စစ်အာဏာသိမ်းတဲ့အချိန်ကကာဆတ်ထ၆မှုပြည်ထရေးဒုဝန်ကြီးရဲ့ရဲချုပ်ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးတန်းလိုင်ကိုအကြံဖတ်စစ်ခေါင်းဆောင်က2022ခုနှစ်မှာအရန်အင်အားကိုပို့ဆောင်လိုက်တာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အနီးကိုဗဟုပစ်ပြီးတော့ Richter scale 6.4အဆင့်ရှိတဲ့ငလျင်တစ်ခုဒီကနေ့မေလ30ရက်နေ့နေကင်းပိုင်းကလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကြီးမြို့ရဲ့အရှိပန်း73ကီလိုမီတာအကွာမြေအောက်နဲ့30ကီလိုမီတာကိုဗဟုပစ်ပြီးတော့လှုပ်ခတ်သွားခြင်းဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNDL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကထုတ်ပြန်လိုက်ပါတယ်။ ငလျင်ကဘေးလိုက်လှုပ်တယ်လို့ခန်းစားလိုက်ရတယ်။ထိတာခိုက်တာတော့မကြမိသေးဘူး။ဒီလာတွေထဲမှာရှမ်းပြည်နယ်ဘက်မှာမကြခဏလှုပ်နေတယ်လို့တောင်ကြီးမြို့ကန်တို့ကပြောပြထားပါတယ်။မက်စလာ28ရက်နေ့ကစကိုင်းမြို့ကိုဗဟုပြေးပြီးတော့လှုပ်ခတ်ခဲ့တယ်။ Richter scale 9.9အဆင့်ရှိတဲ့ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံဒေသအနှံ့အပြားမှာနောက်ဆက်တွဲငလျင်များမကြခဏလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီငလျင်လှုပ်ရှားတဲ့အချိန်တုန်းက ရှိုင်းပြည်နယ်တောင်ပိုင်းအောင်ပန်းကလော်အင်းလေးဒေသများမှာလည်းထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီငလျင်ရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လောက်ခတ်နိုင်တဲ့အတွာငလျင်ဘေးဆောင်ရန်ရှောင်းရန်သတိပြုရန်များနဲ့အညီနေထိုင်ကြရန် MOHDM ကသတိပေးထားပါဗျ။အဲ့ဒီငလျင်ဟာသခိုင်းပြက်၍လှုပ်ရှားခြင်းဖြစ်ပြီးတော့မတူညီတဲ့ပြက်၍ကနေလှုပ်ရှားမှုအဖြစ်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးပင်လယ်ပြင်အတွင်းမှာ RISK 9ဒသမ1အဆင့်ရှိတဲ့ငလျင်တစ်ခုမေလ19ရက်နေ့ကလောက်ခတ်သွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်26လမ်း86လမ်းနဲ့88လမ်းကြားမှာရှိတဲ့ငလျင်တန်တင့်တဲ့အဆောက်အုံတစ်လုံးကိုဖြိုချရာကနေဆက်လက်ပြင်ပြိုချပြီးတော့အမျိုးသားနှုတ်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ30ရက်နေ့မွန်းလွဲတနအိကန်ကမန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်26လမ်း86လမ်းနဲ့88လမ်းကြားမှာရှိတဲ့ငလျင်တန်တင့်တဲ့အဆောက်အုံတစ်လုံးကိုဖြိုချနေတဲ့အချိန် ဆလတ်ပြင်ပြိုကျပြီးတော့အမျိုးသားနှစ်ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ဒီကနေ့နေကင်းတနအီလောက်ကပါငလျင်ကြောင့်ပြိုကျနေတဲ့အဆောက်အုံကိုဖြိုချနေတဲ့အချိန်မှာ ဆက်လက်ပြန်ပြူကြပြီးတော့ခြေထောက်ထိခိုက်တဲ့အရသွားတာလူနာတွေကတော့မစိုးရင်ရပါဘူးတရားရတဲ့လူနာကတော့စေးုံပုတ်ပေးလိုက်ပါတယ်လို့မြန်မာနိုင်ငံလူမှုကွန်ရက်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကတာဝန်ရှိသူကရှင်းပြထားပါဗျ။အခုလိုမျိုးထိခိုက်တဲ့အရရှိတဲ့အမျိုးသားနှစ်ဦးကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီချိုင်းဧတာဆန်မြို့နယ်ရုံးကလူနာတင်ကားနဲ့မန္တလေးပြည်သူစေးုံကြီးကိုပို့ဆောင်ကူညီခဲ့တယ်လို့သိရပါဗျ။မန္တလေးမှာမိုးသည်ထန်စွာရွာသွန်းခြင်းကြောင့် မက်လာ28ရက်နေ့ကငလျင်တန်ကြောင့်တင်းဆောင်ခဲ့တဲ့အန်ဒီရရှိတဲ့အဆောက်အုံများတိုက်တာလူနေအိမ်များမကြာခဏစိုးသလိုပြိုကျမှုဖြစ်ပွားလျက်ရှိပြီးတော့စစ်ကောင်စီကလည်းအဲ့ဒီတင်းဆောင်နေတဲ့အဆောက်အုံများကိုဖျို့ဖျက်ရန်အကူအညီမပေးနိုင်ဘူးလို့ဒေသခံများကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်မှာငလျင်အထွတ်အလူရှင်များနဲ့ပရိုက်တာအဖွဲ့စည်းများကလှူဒန်းထားတဲ့ငွေကြေးနဲ့ထောက်ပံ့ရေးပစ္စည်းများကိုထွေအုပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များက ကြားဖြတ်ပြီးတော့ယူထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်မဟာအောင်မြေမြို့နယ်အတွင်းကိုအလူရှင်များနဲ့ပရိဒါအဖွဲ့အစည်းများကလာရောက်လှူဒန်းမှုများကိုမြို့နယ်ထွေးအုံနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကတပ်ဆိုင်ရာမြို့နယ်နဲ့ရက်ွက်ရုံးများမှသာလာရောက်ပို့ဆောင်ခိုင်းခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီပို့ဆောင်ခဲ့တဲ့ပစ္စည်းများမှာအရေးပေါ်ရေအစားအသောက်နဲ့စေဝါးများပါဝင်ပြီးတော့ အလူရှင်များကလည်းငွေချင်းများလူတန်းသွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလူတန်းမှုများကိုမြို့နယ်ထွေးဦးနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကစည်ရင်းနဲ့လက်ခံခဲ့ကြတော့လေဒီကနေ့မေလ30ရက်နေ့ငလျင်လောက်ခတ်ပြီး2လကျော်ကြာမြင့်လာတဲ့အထိဘဲပြည်သူကမှပြန်လည်ဝင်ငှပေးခြင်းမရှိသေးဘူးလို့သိရပါဗျ။မက်လ28ရက်နေ့ကငလျင်ကြီးလောက်တော့နေချင်းစားမှရမယ်ထမင်းထုတ်တွေနဲ့အစားအစာကလွဲပြီးတော့ကြံတဲ့ရေတို့ရိတ်ခါကြောက်တို့စေးဝါနဲ့အလူငွေတွေကိုမြို့နယ်ထွေးဥကရုံးမှလာလှူခိုင်းပါတယ်ပြီးမှ ဖွေအုပ်ကစည်ရင်နဲ့ပြန်ဝေပေးမယ်ဆိုပြီးတော့သူတို့စီမှာပဲပစ္စည်းတွေကိုလာပို့ခိုင်းထားတယ်။တကယ်လို့လမ်းမှာဝေရင်ရုံးသုံးကားနဲ့အကုန်ထိန်းနေရဖြစ်ကုန်ပဲလုံခြုံရေးအရာဖွေအုပ်ရုံးကိုပဲလာပို့ရမယ်ဆိုလို့အလူရှင်တွေရောပရိုက်တာအဖွဲ့တွေရောမဟာအောင်မြင်မြို့နယ်ဖွေအုပ်ရုံးမှာပစ္စည်းတွေကိုသွားပို့ပြီးတော့လှူခဲ့ကြပါတယ်။ဒီနေ့ငလျင်လောက်တာနှစ်လသာကြော်သွားတယ်။လာပို့ထားတဲ့ပစ္စည်းတွေငွေတွေဘယ်ပြည်သူဈေးကုန်မှဖွေအုပ်ကပြန်မပေးပါဘူး။ဘယ်သူမှလည်းမရကြဘူး။ ပြင်းစည်းတွေလည်းထွေဦးရုံးမှာမတွေ့ရတော့ဘူးလို့မဟာအောင်မြင်မြို့နယ်ကပရိုက်တာအဖွဲ့ခေါင်းဆောင်တအုပ်ကရှင်းပြထားပါတယ်အလားတူပဲမဟာအောင်မြင်မြို့နယ်40လမ်း86လမ်းနဲ့89လမ်းတွေမှာလည်းရက်ွက်အုပ်ချုပ်ရေးမှုအေးထုံးနဲ့ပြူစောတိတန့်စင်တို့ကငလျင်ဘေးအတွက်လူရှင်များလှူဒန်းထားတဲ့ငွေကြေးများကိုရက်ွက်ရံဝံငွေဆိုပြီးတော့စရင်မပြဘဲနဲ့ပုံးဆွဲလိုက်ကြတယ်လို့သိရပါတယ်ငလျင်ဘေးတင်တဲ့ပြည်သူများအတွက်လှူဒန်းထားတဲ့ရိတ်ခါကြောင့်နဲ့စေဝါအပါအဝင်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကိုပြန်လဲရောင်းချမှုများလဲလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ် ဖြစ်တာကတော့မန္တလေးရက်ွက်တိုင်းလိုလိုမှာအဲ့ဒီလိုမျိုးဖြတ်စားလက်စားအလွဲသုံးစားလုပ်တာတွေဖြစ်နေပါတယ်ထွေအုပ်ကသူတို့လာပေးတာတွေရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကိုပြန်လွှဲပေးတော့လေရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကအကုန်လုံးအလွဲသုံးစားလုပ်တာပါပဲအိမ်ပြိုပြက်စရင်တွေကောက်ပါဆိုတာကိုသူတို့အမျိုးစရင်တွေပဲကောက်ပြီးတော့ထွေအုပ်ကိုတင်တယ်လေငန်လျင်လှုပ်လို့ဒုက္ခရောက်နေရတဲ့အထက်စစ်မှုထမ်းကြီးပါထပ်ပြီးလာကောက်သေးတယ် ။တပြားတစ်ချက်မှကုငွေမရတဲ့အပြင်အဲ့ဒီမေလိုးတွေကဒုက္ခပါထပ်ပေးနေတာလို့မအောင်မြင်မျိုးတွေကပြည်သူတို့ကပြောပြထားပါဗျ။မန္တလေးမြို့မှာငလျင်လုတ်ခတ်ခဲ့တာဟာနှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်တော့လေပြည်သူတွေဟာစစ်ကောင်စီစီကဘာအကူအညီမှမရသေးပဲငလျင်ကြောင့်တိမ်းဆောင်းသွားတဲ့အဆောက်အုံများဟာလေငွေချေးမတက်နိုင်တဲ့အတွက်တိမ်းဆောင်းအဆောက်အုံများကိုအလုံးစုံဖြိုဖျက်နိုင်ခြင်းမရှိသေးပဲအန်ရရှိနေတဲ့အနေအထားနဲ့ပဲဆက်လက်ပြီးတော့ထားနေရတယ်လို့ငလျင်ဘေးတဲ့ပြည်သူများကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းတောင်ငူမြို့နယ်ဒိုးနယ်ရွာတောင်ချီမှာအချမ်းဘတ်စစ်တပ်ကပြည်သူနှစ်ဦးကိုလူမဆန်စွာနှိပ်စက်တပ်ဖြတ်ပြီးတော့ပြည်သူပိုင်းနေအိမ်နဲ့ဆိုင်ကယ်များကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ28ရက်နေ့ညနေ9:45မိနစ်အချိန်မှာတောင်ကုန်မြို့နယ်လိတ်တူတောင်ကုန်လမ်းပိုင်းထုံးဖို့ကြီးကြီးရွာကအင်အားတရာခန့်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူ၃ဦးကိုဒဇာကန်အဖြစ်ဖမ်းဆီးကာဒုံးွယ်ရွာတောင်ချီကွန်ကရစ်လမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့ပြီးတော့လမ်းထိပ်မှာနေထိုင်တဲ့အသက်32နှစ်အရွယ်ကိုရဲစော်နဲ့အသက်33နှစ်အရွယ်ကိုဖိုးလုံးတို့ကိုဖမ်းဆီးပြီးတော့လူမဆန်းစွာရရဆက်ဆက် တ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူတွေရဲ့နေအိမ်များနဲ့ဆိုင်ကယ်နှက်စည်းကိုလည်းမိရှုဖြတ်စည်းသွားပြီးတော့ထုံးမိုကြီးကြေးပါဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အသက်ခံရတဲ့ပြည်သူနှောက်ရဲ့အလောင်းတွေပဲကျွန်တော်တို့ရပါတယ်။ဖမ်းခံရတဲ့ပြည်သူ၃ရဲ့တည်င်းတော့မရသေးဘူး။အလောင်းတွေကိုအကောင်းဆုံးလုဆောင်ပေးခဲ့ပါတယ်။စစ်ခွေးတွေကထုံးမိုကြီးရွာဘက်ကိုပြန်တက်သွားတာပါလို့ရေတာရှင်မြို့နယ်အခြေစိုက်တရင်3934တက်ခွဲတက်ကတာဝန်ရှိသူကပြောကြားထားပါဗျ။ ်အခုလိုမျိုးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခံထားရမှုနဲ့နေအများမိရှုဖျက်ဆီးခံထားရတာကိုရေဒါရှင်မြို့နယ်အခြေစားတရင်3934တရင်1တကရဲဘော်များကနေမြင်ရှင်းလင်းဆောင်ရွက်တဲ့အချိန်မှာတွေ့ရှိခဲ့ခြင်းဖြစ်ပြီးတော့ရုပ်အလောင်းများကိုကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ကစီရေးအရာရှုံးနိမ့်နေတဲ့အတွက်ပြည်သူများကိုပြစ်မှတ်ထားဖမ်းဆီးတပ်ဖြတ်ကစစ်ရာဇဝတ်မှုများကိုပျောင်ပျောင်တင်းတင်းဇက်တိုက်ကျူးလွန်နေခြင်းဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ပြည်သူများအနေနဲ့ ်စစ်တပ်စစ်ကြောင်းတရင်များကိုနားဆွင့်ကရှောင်းတိန်နေထိုင်ပေးကြပါရန်တရင်၃၅၃လေးတရင်တခွဲတက်ကတရီပေးထားကြောင်းတရင်ရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဇကိုင်းတိုင်းဇကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကုန်းရွာကိုမိရှို့ဖျက်ဆီးခြင်းကြောင်းအနီးနားမှာရှိတဲ့ကြေးရွာများကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မေလ29ရက်နေ့မွန်းလွဲ၂နာရီခန့်မှာသခိုင်းမြို့ကုန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကြောင်းထုံးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိကုန်းရွာနဲ့အနီးတစ်ဝိုက်မှာရှိနေတဲ့ပြည်သူများဟာကြေးရွာအတွင်ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးပဲ ်နေအိမ်များမီးလောင်ဆုံးရှုံးမှုအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗါးအခုကကုန်းရွာထဲမှာစစ်ခွေးတွေကတပ်ဖြတ်ထားလို့ပြည်သူတွေထွက်လို့ဝင်လို့မရဖြစ်နေတာစစ်ခွေးအင်အားကများတယ်လို့လည်းသိရတယ်အရေးအတွက်အတိအကျကတော့မသိရသေးဘူးစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာတွေရှိမရှိအတည်မပြုနိုင်သေးဘူးလို့ ပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုထားပါတယ်။၎င်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာလက်ရှိအချိန်ထိကုန်းရွာအနီးတစ်ဝိုက်မှာပဲရှိနေတဲ့အတွက်ကြောင့်အနီးနာမှာရှိတဲ့ခြေရွာတွေကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စီရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNL အပေါင်းကကင်းဝေးပြီးတော့အကြပ်ဖတ်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ